လိကိတ်ကိုဒေတာမှာရှိတဲ့ရှုခင်းသားနဲ့ဆွေတော်ကုန်းစခန်းတို့ကိုတမရိုကပြန်လည်သိမ်းပိုက်ခဲ့တဲ့အပြင်မြမထိုင်းနေဆက်မှာရှိတဲ့နာမည်ဇိုးနဲ့ကြော်ကြားနေတဲ့ KK ဘက်ကိုလည်းတမရိုစစ်ကြောင်းတွေကဝင်ရောက်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။ လေကိတ်ကောဒေတာမှာရှိတဲ့ရှုကင်းတာနဲ့ဆွဲတော်ကုန်းစခန်းတွေကိုပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးတော့နေဆက်တလျှောက်မှာတရားမဝင်လုပ်ငန်းတွေမရှိစေဖို့ဆောင်ရွက်နေတယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရတာပါ KNU KNLA အတက်ဖတ်တောင်းကျမ်းသူတွေအနေနဲ့ NCA ကိုဖျက်ဆီးလိုတဲ့ရည်ရွယ်ချက်နဲ့ ကရင်ပြည်နယ်မြဝတီမြို့နယ်လေကီကိုဒေတာတဝိုက်ကိုအခြေပြုပြီးတော့အစိုးရအုပ်ချုပ်မှုရန်ရာတွေပျက်စီးစေဖို့နဲ့၎င်းတို့ရဲ့အိမ်မက်ဖြစ်တဲ့တီးကြားလွတ်လပ်တဲ့ကောဒလီပြည်နယ်နဲ့ကောဒလီအစိုးရထူထောင်ရေးအတွာ2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့နိုင်ငံရေးဖြစ်စဉ်တွေကြောင့်နေဆက်ဒေတာတွေကိုထွက်ပြေးတင်းရှောင်လာကြသူတွေကိုလူသားချင်းစာနာထောက်ထားမှု အကြောင်းအရာခေါင်းစဉ်အောက်မှာလက်ခံထိန်းသိမ်းပြီးတော့ပြည်ပနိုင်ငံ အချို့ရဲ့ငွေကြေးထောက်ပံ့မှုတွေဒေတာတွေမှာကြားဖြတ်အပါအဝင်တရား ားမဝင်လုပ်ငန်းတွေကနေရရှိတဲ့ငွေကြေးတွေကိုလက်ခံရယူပြီးတော့အကြံဖတ်သင်တန်းတွေတင်ကြားပို့ချပြီးလက်နက်တွေတက်ဆင်ပေးကာရှေ့ကတက်အဖြစ်အသုံးပြုပြီးကရင်ပြည်နယ်အတွင်းမှာရှိတဲ့တပ်မတော်ကစစ်စင်ရေးနဲ့နေမြေစိုးမိုးရေးဆောင်ရွက်နေတဲ့တပ်စခန်းတွေအပါအဝင်သင်ကန်းကြီးနောင်နဲ့မြောက်ဝတီဒေသမှာရှိတဲ့နေမြေကန်တရင်တပ်ဖွဲ့တွေနဲ့တပ်စခန်းတွေကိုအင်အားအလုံးရင်းနဲ့အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းတွေဆောင်ရွက်ခဲ့တာဖြစ်ပါတယ် ဒါကြောင့်တမရောကအဲ့ဒီအကျန်းဖတ်တောင်းကျန်းသူတွေခိတ္တာဆိုးမှုထားတဲ့တက်စခန်းနေနဲ့မြို့ရီရွာတွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာတင်ငန်းညီနောင်တက်နေကို2025ခုနှစ်စက်တင်ဘာလ6ရက်မှာပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးတော့ ကော်ဂရိတ်တင်ငန်းညီနောင်မြဝရီအာရှလမ်းကြီးကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဆလဘီတမတော်စစ်ကြောင်းတွေဟာမြန်မာထိုင်းနိုင်ငံနယ်စပ်ဒေသတချို့မြန်မာနယ်နိမိတ်အတွင်းမှာ KNN နေနဲ့ PDF အမိခံအကြမ်းဖက်တောင်းချမ်းသူတွေခိုအောင်မှုမရှိစေဖို့နဲ့နယ်မယ်ဇိုးတွေကြော်ကြားတဲ့မြန်မာထိုင်းနယ်စပ်တချို့မြန်မာဗတ်ချမ်းကိုတရားမဝင်နိုင်ငံသားတွေနယ်စပ်ပြတ်ကျော်ဝင်ရောက်လာတဲ့တရားမဝင် online ငွေကြေးလိမ်လည်မှုနဲ့လောင်ကစားမှုနှိမ်နင်းရေးတွေကိုလိုအပ်တဲ့အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးတွေဆက်လက်ဆောင်ရွက်ခဲ့ရမှာ အကြံဖတ်တောင်းကျန်းသူတွေတိုက်ခိုက်နေထိုင်တဲ့လက်ခတ်တောင်ဖရားကုန်းနဲ့ပတ်ဝန်းကျင်ဒေသတော်ဝိုက်ကိုစက်တင်ဘာလ9ရက်မှာရရှိခဲ့ပြီးတော့ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းက2015ခုနှစ်မှာဒေသခံတိုက်ပွဲရှောင်ပြည်သူတွေအတွက်ဆောက်လုပ်ပေးထားတဲ့လေကစ်ကောင်မျိုးတစ်ကိုစစ်ကြောင်းတွေခွဲပြီးအစစ်စစ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအော်တိုဘာလ9ရက်နေ့မှာအဆိုပါလေကစ်ကောင်မျိုးတစ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ် အဆိုပါမြို့သစ်မှာအရင်ဆောက်လုပ်ပြီးကစားဒေသခံတိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူတွေနေထိုင်ကြပေမဲ့2023ခုနှစ်နောက်ပိုင်းအကြမ်းဖက်တောင်းကျမ်းသူ KNN အနေနဲ့ PDF အမိခံအကြမ်းဖက်တောင်းကျမ်းသူတွေဟာအဆိုပါဒေသခံတိုင်းရင်းသားတွေကိုမောင်းထုတ်ပြီးတော့အကြမ်းဖက်အုပ်စုနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေဟာတရားမဝင်တိတ်ပိုက်ဝင်ရောက်နေထိုင်ခဲ့တဲ့နေရာ ဖြစ်တယ်လို့လည်းသိရပါဗျ။ အဲ့လိုတိုက်ခိုက်သိမ်းပိုက်စမောင်းမြန်မာထိုင်းနယ်စပ်မှာရှိတဲ့နာမည်ဇိုးနဲ့ကြော်ကြားနေတဲ့ KK Park ကိုလည်းတပြိုင်တည်းထဲတမရုံစစ်ကြောင်းတွေကဝင်ရောက်နေပြီးရှင်းလင်းခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲတစ်လျှောက်မှာအကြမ်းဖက်တောင်းကျမ်းသူတွေနဲ့တိုက်ပွဲကြီးအနေနဲ့6ကြိမ်ဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲငယ်အနေနဲ့52ကြိမ်ဖြစ်ပွားခဲ့ရမှာလူနဲ့လက်နက်တွေစုစုပေါင်း2198ဦးကိုတွေ့ရှိခဲ့တာ ဖြစ်တယ်လို့យေတာထားပါတယ်။ အဆိုပါ KKB ဝင်ကြမှာရှိတဲ့အဆောက်အုံတွေဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရရဲ့တရားဝင်ခွင့်ပြုမိန့်မြေပိုင်ခွင့်အနေအထားဟိုတယ်နဲ့ခရီးသွားလာရေးရဲ့ဆောက်လုပ်ခွင့်ခွင့်ပြုမိန့်နေနဲ့ပတ်သက်ပြီးတရားဝင်စာရွက်စာတမ်းတွေစစ်ဆေးတွေ့ရှိရတာမျိုးမရှိဘဲနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုစင့်ခေါ်ရမှာလေလာရောက်ခြင်းမရှိတဲ့အတွာလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလုံထုံးလုံနည်းနဲ့အညီဆက်လက်ဆောင်ရွက်နေတယ်လို့လည်းသိရပါဗျ။ ။တမရုံစစ်ကြောင်းနေအနေနဲ့ဆက်လက်တိုက်စစ်အရှိန်ဟုန်မြင့်စစ်စင်မှုတွေဆောင်ရွက်ခဲ့ရမှာ2024ခုနှစ်က KNN အနေနဲ့ PD ရဲ့အကြမ်းဖက်သမားတွေထိန်းချုပ်ခဲ့တဲ့ရှုခင်းသာစခန်းကိုအော်တိုဘားလ18ရက်မှာရှင်းလင်းခဲ့ပြီးတော့ point 73ခုရှိစွဲတော်စခန်းကုန်းကိုတော့အော်တိုဘားလ19ရက်မှာအစစ်စင်တင်ပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့နေဆက်ဒေတာတလျှောက်မှာရှိတဲ့ အဓိကအချက်ချာကြတဲ့နေရာတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းလည်းနေဆက်ဒေသတရှောင်းတမရုံစစ်ကြောင်းတွေကဆက်လက်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့တည်ရရှိထားတာပါ